2019ခုနှစ် CIF တံပိုးထွက်လာပြီးတဲ့နောက်ကားစီးကွက်အတွင်းအယောင်းဝယ်အေးနေတာဖြစ်ပြီးအင်ဂျင်ပါဝါ 1300cc ကားမျိုးစားတွေကိုတော့ဝယ်လူအားထက်ရောင်းလူအားပိုများလာတယ်လို့ကားစီးကွက်အတွင်းကနေသိရပါတယ်2019ခုနှစ်မှာ 1300cc ကအမျိုးအစားများကိုတွင်းမဲ့ဆိုပါကဆက်လက်ကရရမှာဖြစ်ပြီးဘယ်မောင်းအမျိုးအစားများကိုသာတွင်းရမှာဖြစ်ပါတယ်။ လက်ရှိကားစိတ်ကော့အတွင်မှာရောင်းဝယ်အေးနေပြီးအင်ဂျင်ပါဝါ 1300cc ကားအမျိုးအစားတွေမှာဝယ်လူအားထက်ရောင်းလူအားများနေတယ်လို့မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ပြန်ပြူရောင်းချရေးအသင်ဒုတိယဥက္ကဋ္ဌဦးမြန်မျိုးအောင်ကအခုလိုမျိုးသုံးသပ်ထားပါတယ်ဆိုတော့မတက်ဘူးဆိုရင်အကြောင်းကြီးကတော့ဆရာပြောသလိုပေါ့နှစ်ချက်ရှိတာပေါ့ဒီတစ်ချက်ကဘာလဲဆိုတော့ဒီ demand နဲ့ supply ပေါ့နော်ဝယ်လူကနေရောင်းလို့ရမှာရောင်းလို့ကပုံများနေတယ်ရောင်းနေတဲ့တူကတော်တော်များတယ်ပေါ့နော်ဆိုတော့တချို့ကလည်းပဲဒါဟို ရောင်းဝယ်အေးတဲ့အတွက်ငွေမနိုင်တဲ့အတွက်ငွေဖော်ရှော့စီဘယ်လိုမျိုးရောင်းတဲ့လူတွေတက်ရှိတယ်ဒါကြောင့်မို့မတက်တာတချောင်းပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီအဝယ်တွေကလည်းပဲလက်ထဲမှာတော့ဆက်ကားဝယ်ဖို့အနေထားမတုံးနဲ့အနေထားမှာပေါ့နော်ပတ်စံအရင်လိုဟိုလက်စားစည်းဝါးတွေကလည်းမကောင်းတော့ဒီထုတ်ပြီးတော့မတုံးလာတဲ့အနေထားမှာလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေရှိတာပေါ့ဟုတ်ကဲ့ဒါကဒီဈေးကွက်နဲ့ cost နဲ့ကိုတော့ဆက်ရှင်းပြတာပေါ့ အခုလို CIF တံမိုးများမြင့်တက်သွားပေမဲ့ဈေးကွက်အတွင်းမှာအယောင်းဝယ်အေးပြီးငွေမနိုင်တဲ့အတွက်ရှော့ဈေးနဲ့ရောင်းတဲ့သူတွေရှိနေတာကြောင့်ဝယ်လိုအပ်ထက်ရောင်းလိုအပ်ပုံများနေတာကြောင့်ကားဈေးနှုန်းတက်ခြင်းမရှိဘူးလို့သိရပါဗျ။